အမေရိကမှာမေလကလေဒီ Asian um American Pacific Islander တွေကိုဂုဏ်ပြုတဲ့လပေါ့နော်အဲ့ဒီမှာဒီပွဲပေါင်းစုံကိုကျင်းပကြတယ်အခုကနေတဲ့ပွဲကတော့ခေါ်တာကတော့ Fiesta Asia လို့ခေါ်ပါတယ်သူတို့ကဒီ Captain Hay နဲ့ဗမာပြောလွှတ်တော်ပေါ့နော်လွှတ်တော်နဲ့ဟိုးသမရအင်ဒိုဘက်တီတောက်လျှောက်တလန်းလုံးပါလေမန်တက်တီဆင်ပြီးတော့ကတယ် ှစ်တိုင်းသူတို့ဒီယာနဲ့ဆိုရင်ကတာ3နှစ်ဆက်တိုက်ရှိပြီပေါ့နော်2022ကနေဗราောက်ရင်အကအဖွဲ့အနေနဲ့ကပါတယ်အာနှစ်စဉ်နှစ်တိုင်းလဲတကြံကတွေနဲ့သူတို့ဖျော်ပြခဲ့ပြီမယ်ဒီနှစ်မှာတော့သူတို့ကအားလုံးကိုစားအောင်ပါစေဆိုတဲ့တခြင်းရဲ့တောင်တော်ရွှေပုတ်ပါသကဝါမြေဆိုတဲ့တခြင်းလေးတွေနဲ့ဒီနေ့ကိုကပြဖျော်ပြဖို့ရှိပါတယ်ရှင် ဒီလိုဒီအမေရိကမှာလူပေါင်းစုံနေဝင်လာတဲ့အချိန်မှာလူမျိုးစုလူမျိုးစုတွေရဲ့ celebration ကိုလုပ်တဲ့အနေနဲ့သူတို့အဖွဲ့စဖွဲ့တဲ့အဖွဲ့ပေါ့နော်လွန်20ကနေစပြီးတော့အေရှာပေါင်းစုံကနေဒီ performance နဲ့ခေါ်ပြီးတော့ပါဝင်ကပြကြတာပါ thank you ်ချိန်ကကကျွန်တော်တို့မြန်မာ ပါမှာပေါ့နော်အရှေးရင်ခါတုန်းကဆိုလို့ရှိရင်ကျွန်တော်တို့ဒီရေဒီယိုမှာကျွန်တော်တို့အချိန်ကိုကြီးညာကြရတယ်ပေါ့လေအချိန်ကိုကျွန်တော်တို့ကဒီရေဒီယိုကကြီးညာတဲ့ဟာလေးတစ်ခုတည်းကိုပဲအားပြုပြီးတော့နေခဲ့တာဖြစ်တဲ့အချိန်မှာဒီဆန်တော်ချိန်တီးလုံးလေးဟာဆိုလို့ရှိရင်ကျွန်တော်နိုင်ငံနဲ့အဝမ်းပေါ့နော်ကျွန်တော်တို့လူသိများလူကြိုက်များခဲ့တဲ့တီးလုံးလေးတစ်ခုဖြစ်တဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ဇက်သပင်ကန်နာမှာဒီတီးလုံးလေးကိုပေါ့နော်အသုံးပြုပြီးတော့ကပြဖြော်ပြတဲ့ပုံစံတွေရှိလာပြီးတော့လူကြိုက်များခဲ့တဲ့ဒီမင်းသားအကတစ်ခုလည်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ဒီကနေ့ပွဲတော်ရဲ့ vibe နဲ့ပေါ့နော်ကျွန်တော်အညီဒီဆန်တော်ချိန် ိန်အကလေးကိုဒီ cultural history အရာအောင်ပေါ့နော်ကျွန်တော်တို့အာတမိုင်းတောင်ရှိတဲ့စံတော်ချိန်အကကိုရွေးချယ်ပြီးတော့တင်ဆက်ရခြင်းဖြစ်ပါတယ်